အားလုံးပဲမင်္ဂလာပါရှင်အဲဒီမှာဒီမှာဒီနေ့ပေါ့နော် YouTube မှာအစ်မ channel လေးပေါ့ကိုကျမရဲ့ညီမလူခင်ရချစ်ရတဲ့တရားကဖွင့်ပေးထားတာပေါ့မင်းမတင်ပြနေတာဆိုဒီနေ့ကျမဝင်နေအမှတ်တရဖြစ်အဲကျမစာပြီเนาะဒီနေ့စတင်ပေါ့နော်အဲ့တော့ကျမတို့ကအစာရေးသူဖြစ်တဲ့အတွက်အစာပြေးရေးတာတာစာပြေးပြောဆိုတာအစာပြေးဟောတဲ့အကြောင်းအရာမျိုးပေါ့နော်ကျမမျှဝေခြင်းတဲ့အကြောင်းအရာတွေကိုဟိုရေးခြင်းမျှခြင်းပါတယ် ဲ့တော့အခုဒီကာလမှာကျတော့ကျွန်တော်မဂ္ဂဇင်းတွေပျောက်သလိုဖြစ်နေတယ်เนาะကျွန်တော်ရေးစရာမဂ္ဂဇင်းမရှိဘူးဟိုကကိုရေးပြီးတော့စာအုပ်တွေထုတ်ပါမယ်ဆိုတော့အရင်ရေးထားပြီးတဲ့ကျွန်မရေးထားပြီးတဲ့စာအုပ်လေးကျွန်မပြပြကျွန်မတယ်နောက်ကျွန်မအသစ်ဖန်တီး channel ကျွန်မရဲ့စာပေမိပညာလက်ရာလေးတွေကိုလည်းဒီကျွန်မရဲ့ခင်တန်နာဆိုတဲ့ဒီ YouTube channel ကနေပြီးတော့ကျွန်မ ဇက်တိုက်တင်ပြီးသွားဖို့ရှိပါတယ်။အဲဒါကြောင့်ဒီနေ့ကတော့ကျမရဲ့မွေးနေ့အမှတ်တရဖြစ်စပြီးလွှင့်မယ်။နောက်ရက်မှာလည်းကျမစာပေနဲ့ပတ်သက်တဲ့ရတစာပေကျမရေးသားထားတဲ့လက်ရာကြီးအပါဝင်ကျမနေစာအကြခဲ့ရတယ်။စီနီယာဆရာဆရာမကြီးရဲ့လက်ရာအချို့လည်းဖတ်ပြမယ်။နောက်ကျမနဲ့ရေးဖို့မောင်မမအတီရဲ့လက်ရာအချို့လည်းကျမအရင်သိမှဖတ်မယ်ပေါ့။အဓိကကတော့ကျမရေးသားထားတဲ့စာပေရင်းနဲ့ကျမအရင်ဟောပြောခဲ့တဲ့မဟုတ်ဘူးတဲ့အကြောင်းအရာလေးတွေကိုအလွမ်းပြန်ပြောတဲ့သဘောပေါ့။ ဲ့တော့ဒီ page နေကကျွန်မဒါစာပြန်မှာဖြစ်တဲ့အတွက်အဲကျွန်မရဲ့စာပေတွေကိုဖတ်ရှုခဲ့ကြရတယ်ကျွန်မရဲ့မိတ်ဆွေများ like and share နဲ့ subscribe လုပ်ပြီးလို့တောင်းဆိုပါတယ်အဲကျွန်မတို့မပြောရွှင်နေရတဲ့ကာလတွေတော်တော်ကြာခဲ့ပါပြီဒီကာလမှာပဲကျွန်မတို့ကတော်ရှင်ဖို့ဆိုတာကအသက်ရှင်ချက်တည်နေတဲ့အချိန်လေးမှာအဆင်ပြေအောင်ဘယ်လိုနေရမလဲစိတ်ရောလူရောအချိန်ကြီးအကုန်လုံးပေါ့နေရတဲ့ကာလမှာမွေးနေ့ဆိုတာကလည်းကျမတို့ပျော့ပျော့မပျော့ပျော့ဖြတ်သန်းရတာပါ ယ်နော်။အဲ့တော့ happy birthday လို့ဝင်နေလို့ဆိုတော့အဲ့တော့ happy ကိုမြင်အရှိရထားရပေါ့။ဒါပေမဲ့ဒီကာလမှာကျွန်တော်တို့၄နှစ်ကျော်၅နှစ်လောက်ဖြစ်ပြီပေါ့နော်။ covid ကနေစတာ။ဘယ်သူ့ကိုပဲဝင်နေဆိုတော့ဆိုတော့ happy ဆိုတာထဲအတိုင်းမှာဆူတောင်းခံရတဲ့လူပါလေမပျော်ရွှင်ဘူးလို့ဆူတောင်းပေးတဲ့လူတွေကလည်းမပျော်ရွှင်မှန်းသိနေမှဆူတောင်းပေးကြတယ်ပေါ့အဲ့တော့မပျော်ရွှင်ရတဲ့ကာလတွေအကြောင်းကိုကျမတို့ဟိုပြောနေလို့လေအဲကျမတို့ပြီးတော့ဟာဟုတ်တာဖြစ်တဲ့အတွက်ဒီထက်မှကျမတို့စိတ်ကောလူရောတက်တာအောင်ဘယ်လိုချော့ဖြတ်ကြမလဲဘယ်လို ဖြတ်တန်းချမှုလေဆိုတဲ့အခါမှာအချင်းချင်းပေါ့ကျွန်မခံစားနေရတဲ့အကြောင်းအရာဒီလိုပဲဆက်ဖက်သူတွေခံစားနေရတဲ့အကြောင်းအရာတွေကိုဖလှယ်ချတဲ့အခါမှာကျွန်မရဲ့ဒီ page တွေကနေကျွန်မညှောင်းလိုက်တာမျိုးသဘောဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကတော့ကျွန်မရဲ့မင်းနေမတရားအဖြစ်စတင်ပြမှာဖြစ်ပါတယ်။နှစ်သစ်ဆုတောင်းအနေနဲ့ပြောရရင်ကျွန်မရဲ့ချစ်မိတ်ဆွေတွေအားလုံးကျမ်းမာချပါစေကိုလည်းကျမ်းမာချပါစေစိတ်လည်းချမ်းသာချပါစေပြီးဒီကာလမှာကျမတို့သဘာဝဘေးရန်နေဖြစ်တယ်မလျင်ဘေးရာကြီးကြီးမားမားဖြစ်တယ် မချီရတဲ့မိတ်ဆွေတွေကျမဆွေမျိုးတွေတော်တော်များများပါသွားကြတယ်အဲတော့ဒီကအလာကြီးမှာပို့ပြီးတော့စိတ်တွေမချမ်းနေပြရတယ်ပေါ့နော်အဲတော့ငငင်းဖေးတင့်တဲ့ပြည်သူတွေလည်းတန်နေထူထောင်ရင်ကာလာကြီးအမြင်ပြီးစီးပါကြီးနောက်ထပ်လည်းကျမတို့နိုင်ငံကြီးမြင်းကြီးကပ်ပြီးမြင်းကြီးကဆူမှမကြောက်ဖင်းနေအေဂျင့်နဲ့နိုင်ငံဖြစ်ကျမတို့အရင်လိုမဟုတ်ရင်တော့အရင်လောက်နင်းနင်းကျမတို့ပြောရှင်စား တက်တန်းပွင့်ရကြပါစေလို့အားလုံးကိုနှစ်သက်ဆုတောင်းပေးပါတယ်။ကျမရဲ့ဒီ page လေးကို like share နဲ့ subscribe လုပ်ပြီးပို့လဲတောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာနှစ်သက်လေးဖြစ်ကြပါစေ။